ဒီနှစ်ချက်ကြောင့်လာစာမတိုးတာပထမတစ်ချက်ကဘာလို့လဲဆိုတော့လာစာမတိုးပြီးတဲ့ကုမ္ပဏီမှာကိုကလုံမြတ်တာဖြစ်နေလို့လုပ်ငန်းတော်တော်များများမှာ increment plan ဆိုတာရှိတယ်တစ်နှစ်ပြီးလို့ရှိရင်ဒီဝန်ထမ်းကိုလာစာ percent တွေဘယ်လောက်တိုးပေးမယ်ဆိုတာမျိုးပေါ့ဒါပေမဲ့အချို့သူတွေကကြတော့ကိုခန့်လိုက်တဲ့ဝန်ထမ်းကိုဒီလာစာနဲ့ပဲနောက်နှစ်လည်းဒီလာစာပဲနောက်၄50နှစ်လည်းဒီလာစာနဲ့သူကခိုင်းနေကြတယ်အဲ့ဒီပြင်ဒီတစ်သေးတွေကဟိုအမိနှုတ်ကောင်းနှုတ်နဲ့ကိုလက်ရှိပေးထားတဲ့ဝန်ထမ်းလာစာကိုတော့ဘာလို့ဖြုတ်ရမလဲလို့သူတို့ကစဉ်းစားနေကြတယ်အဲ့လိုသတိမှုစီမှာလုံးပြီးလို့ရှိရင်တော့ကန်ဆိုးတာပဲလာစာတိုးလာတော့မှာမဟုတ်ဘူးနောက်တစ်ချက်ကကြတော့ အလုတ်မပြောင်းလို့ပြည်တွင်းမှာပဲဖြစ်ဖြစ်ပြည်ပမှာပဲဖြစ်ဖြစ်အလုတ်မပြောင်းလို့ရှင်လာစားတူဖို့ကခက်တယ်အဲ့ဒါဘာကြောင့်လဲဆိုတော့ industry ကြောင့်တချို့ industry တွေကအာအချိန်တိုင်းတာတစ်ခုရောက်လို့ရှင်သူတေးသွားဆက်ပြီးတော့ develop မဖြစ်လာတော့ develop မဖြစ်လာတော့တဲ့ industry မှာကိုကလုံးမြတ်တာဖြစ်နေရင်တတိယလာစားတူပင်းကျင်အောင်မှာသူကပေးစရာပတ်စံမရှိဘူးအဲ့တော့ ကိုကဟိုပိုကောင်းနေပိုပြီးတော့ develop ဖြစ်နေတဲ့เนาะဒီ industry ကိုကိုကပြောင်းမှုလို့တယ်ဥမာအနေနဲ့ဒီဒီနှစ်မှာဟလာစားသောက်ကုန်လုပ်ငန်းကောင်းနေတယ်ဆိုရင်စားသောက်ကုန်လုပ်ငန်းမှာလုပ်နောက်နှစ်ကြောက်လို့ရှိရင် ID မှာကောင်းတယ်ဆိုလို့ရှိရင် ID ကိုပြောင်းမှုလို့တယ်အဲ့တော့ကိုယ့်ရဲ့ profession ကလည်းအဲတသမှတ်တည်းအမြဲတမ်းထားနေဖို့ထက်ကိုကပိုကောင်းနေ industry ကိုပြောင်းနိုင်ဖို့ကိုက flexible ဖြစ်နေဖို့လို့တယ်ပိုပြီးတော့လည်း landing လုပ်အောင်ပဲပေါ့နော်ဆိုတော့ဟိုလာစာတိုးပေးတယ် increment တိုးပေးတယ်ကုမ္ပဏီမျိုးကိုရှာပြီးတော့အလုပ်ကိုအမြဲတမ်းပြောင်းနိုင်အောင်ကြိုးစား